ကားတော့လာအော်လူရှင်အောင်ပေါ့နော်ခစ်ကာလာအရာဆိုတော့နည်းနည်းဟိတ်ခန့်လေးဖြစ်အောင်ပေါ့ကျွန်တော်ကကျွန်နေနဲ့လိုက်တဲ့အရာကဒီအရာဆိုလို့အာဘာနေနဲ့ဆိုရင်ဘာအရာဘာနေနဲ့ဆိုရင်ဘာယတနာအဲ့လိုမျိုးလေးပြောတဲ့ခါကျတော့သွားကိုက်နေအောင်ပေါ့နော်အဲ့ဒါနဲ့လေကျွန်တော်လည်းအဲ့လိုသဘောကျလို့ပါအရာသဘောကျလို့ပါဒါတော့လားအော် လူရှင်အောင်ပေါ့နော်ခေကာလာအရာဆိုတော့နည်းနည်းဟိတ်ခံလေးဖြစ်အောင်ပေါ့လကားကင်ကင်ထားတာပါလို့ပါပဲဒီဖုန်းကိုထုတ်တဲ့ Apple product ကပါဝါလို့လည်းပြောရင်ရပါဒါသူခေကာလာအရာသူဖုန်းထွက်လာပြီနောက်တစ်ခုကပြောလို့ရကျွန်တော် generation မတူတော့ဘူးပေါ့နော် generation ပြောင်းသွားလို့လည်း hot hot ဖြစ်နေရလဲပါပါတယ်အဲဒီဖုန်းမှာဟို နှစ်ခုလောက်ကတော့သူပုံမှန်ပဲထုတ်တယ်ထင်ပါတယ်ဒါဒီ17 series ကတော့သူ generation ပြောင်းသွားတယ်သူအဲ့အတွက်ဒီလိုမျိုးဖြစ်တယ်လို့ပဲကျွန်တော်ထင်ပါတယ်ဟိုအရင်တော့ဆိုရင် iPhone 6x တော့ဆိုရင်ကျွန်တော်အရင်လိုချင်တာပေါ့တော်တော်ပတ်စံစုယူပါတယ်ပတ်စံစုယူပါတယ်အဲ့တော့ဟာသားအနေနဲ့ဆိုရင်အဲ့တုန်းကကျွန်တော်တို့ရဲ့ကဲဒီရှင်မန်ချက်စတာယူနိုက်တက်ကတင်သွားလို့ဒါကျွန်တော်ဝယ်နိုင်တာပေါ့နော်အခုတော့ယူနိုက်တက်ကိုယုံလို့မရတော့ဘူးအဲ့ဒါကြောင့်ကုန်သွားလိမ့်မယ်အဲ့လိုမျိုးပါ ဆောင်တွေကအဲ့လိုရဘူးလားရှားဘူးတာပေါ့ဒီဆက်တံမူကြီးရည်တော့ကျွန်တော်ရဘူးပဲဒါပေမဲ့ကျွန်တော်လက်မခံခဲ့ပါဘူးယူဘာလို့လဲတံမူကြီးရည်တွေလက်ဆောင်တွေရပြီလို့ရှိရင်ကိုကလည်းအဲ့တံမူနဲ့ညီတဲ့အရာတခုကိုပြန်တုံ့ပြန်ပြီးမှရပါတယ်။ပြီးတော့အာအမှန်တမ်းပြောရရင်တော့လက်ဆောင်အနေနဲ့ကလက်ဆောင်ဆိုရဲအနေထားပဲကောင်းပါတယ်။တံမူကြီးရဲ့လက်ဆောင်နေဆိုရဲနောက်ပဲမှဟိုကောင်းချင်းဆိုးချင်းနေအများကြီးပါတယ်။အဲ့အတွက်လည်းကျွန်တော်အတွက်ကအဆင်ပြေကျွန်တော်အတွက်ပါအကြကျွန်တော်ရဲ့ခံယူချက်ပါ။ ဲအဲ့ဒါကြောင့်ပါတော်တော်များများလက်တမိုးကြီးရဲ့လက်ဆောင်ကိုကျွန်တော်လက်မခံပါဘူးခင်မင်းတဲ့လူပဲဖြစ်ဖြစ်ကျွန်တော်ပတ်သက်တဲ့လူပဲဖြစ်ဖြစ်အဲ့လိုလာပေးရင်လည်းကျွန်တော်မကြိုက်ဘူးမယူတာများပါတယ်ဟုတ်အယောင်ကတော့လေကြိုက်ကြလားကျွန်တော်ကျွန်နေနေနဲ့လိုက်တဲ့အရာကဒီအရာဆိုလို့ပါအဲ့ဒါကြာကြာအဖေအခုတည်းနေတဲ့ကြိုက်တဲ့အရာအဲ့လိုပြောလို့လည်းရပါတယ်အဲ့လိုပြောလို့ရပါတယ်အဲကျွန်တော်တွေ့ပါပါတော်တော်များများလဲအဲ့လိုလိုင်းပေါ်မှာတုံးနေရောအာဘာနေနေဆိုရင်ဘာအရာဘာနေနေဆိုရင်ဘာ ယတနာအဲ့လိုမျိုးလေးပြောတဲ့ခါကျတော့သွားကိုက်နေတာပေါ့နော်အဲ့ဒါနဲ့လေကျွန်တော်လည်းအဲ့လိုသဘောကျလို့ပါအယောင်သဘောကျလို့ပါထွက်ခဲ့တဲ့နေ့မှာကျွန်တော် iPhone နဲ့မှသူ version ပြောင်းသွားတယ်တက်တင်းမှာသူတခုပြောင်းသွားတယ်ပေါ့နော်11ထွဲမှာပုံမှန်တော့တက်တင်းမှာသူကင်မရာ၃လုံးနဲ့ဆိုင်ချင်းသွားတယ်တ14 15 16ရပုံမှန်ပဲဒီဇိုင်းတူအခု17မှာသူဒီဇိုင်းပြောင်းသွားပြီဤပညာလည်းနည်းနည်းလေးပြောင်းထားဆိုတော့ကြွားပါတယ်သူတို့လည်းနည်းနည်းအဲ့လို စီးရီးစ်ခုထုတ်ပြီးနောက်ပိုင်းကတ်လိုက်လာမယ့်စီးရီးတွေ for sure လေးတွေထုတ်တယ်လို့လည်းကျွန်တော်တို့လည်းထင်တယ်ပေါ့နော်ပို့ပြီးတော့ဟိုအတွေ့အကြုံလေးလာလို့ဆိုပို့တည်မှာပေါ့အဲအဲ့လိုပဲခံစားအဲ့တော့ generation ပြောင်းသွားတဲ့ခါကျတော့လိုက်ပြီးတော့ကျွန်တော်လည်းပြောင်းလဲရပါတော့ဒီဒီကာလာဒီချိန်လေးမှာလည်းကိုကိုကိုဒီလိုမျိုးစုချနိုင်တဲ့အနေအထားမျိုးဖြစ်နေရဆိုတော့လည်းအဲ့ဒါပျော်ပြီးတော့အဲ့လိုမျိုးခိုင်းတာပါတခြားယူရချက်တော့မရှိပါဘူး ခြေအနေနဲ့ပတ်သက်ပြီးလို့ရှိရင်ကျွန်တော်ဟိုရင်းတော့ဆိုရင်တော့ကျွန်တော်စိတ်စကူးနဲ့ပတ်သက်တာလေးအများကြီးပြောပြတာလေးရှိရဲချိုးလေးတွေကိုအဲကျွန်တော်ကိုယ်တိုင်တိဆောက်ခဲ့ရလေးရှိတယ်ပြပြခဲ့ရလေးရှိရဲအဲ့အတွက်ကတေချာပြစစကြီးကျွန်တော်မှဒီဟာနဲ့ပတ်သက်ပြီးတော့အော်လုတ်ဆရာအလုပ်တွေအများကြီးရှိသေးတယ်ဆိုတော့ကျွန်တော်သိလိုက်ရတယ်ဟိုကတော့ဒီသဘောတရားလေးတွေတချို့လူတွေလည်းသိမှာတော့တခုလိုချင်တော့တခုတော့ ွန့်လွန်ရတယ်တခုကိုအချိန်ပေးနေပြီဆိုရင်တခုကိုအချိန်ပေးနိုင်တဲ့အခါကျရင်လည်းကျွန်တော်မှလည်းရှိတယ်အဲ့ခါကျတော့ဟိုအရာအားလုံးကိုကျွန်တော်ဟိုဘယ်လိုခေါ်မလဲဟို freedom လို့ကျွန်တော်လုပ်လို့မရဘူးအခုအလုံးလုံးတော့မယ်ဆိုတဲ့ခါကျတော့ဒီအလုံးနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်မှအာရုံရှိတယ်ပေါ့နော်တခြားအရာလေးအကုန်လုံးကကျွန်တော်ဒီအလုပ်ကအနောက်ရောက်သွားပြီပေါ့အဲ့လိုပုံစံမျိုးပါတော့ကျောက်ပါဦးကျောက်ရှင်အောင်ဆောင်းနေရကျောက်ပါအဲဒဲလဲဒဲလဲကွဲလို့မဟုတ်ပါဘူး အော်ဒီစကားအတွက်မူပြင်ဆင်ထားအခါကျတော့ဒီစကားနဲ့နည်းနည်းလေးသားသာသာဖြစ်မဲ့ feeling မျိုးလေးပဲကျွန်တော်စိတ်ထဲထားပါဟုတ်။ရောက်တယောက်တည်းလည်းပြောလဲရပါတယ်။အခုလည်းတယောက်တည်းပဲလေဘူးမောင်းပါ။ဒီခါအတိမခံတော့ဘူးကျွန်တော်။ဒီခါတော့ကျွန်တော်အေးဆေးပဲနေတော့မှာဟုတ်။ဇကာကပျောက်ဆုံးသွားသောနေရာများပေါ့เนาะအဓိကကိုကျွန်တော်အချိန်ယူပြီးကျွန်တော်ဖန်တီးထားရတယ်ပြီးတော့ဒီဇကာမှာ အက်တာတိုက်တာနေနဲ့ပါတယ်ဟိုစတိုရီကတော့ကျွန်တော်ရဲ့စတိုရီပေါ့အာစကရစ်ကကြတော့ကျွန်တော်တို့၃ယောက်လောက်ပေါင်းပြီးတော့ရေးထားတဲ့စကရစ်ပါဒရမာရိုမန့်စ်ပါရိုမန့်စ်ပုံများပါတယ်အချစ်ကိုအခြေခံတာပေါ့ကိုရန်ဂျုံတွေးခဲ့ရတဲ့ love story လေးပါတယ်အဲဖန်တီးထားတဲ့ love story လေးပါတယ်မတူဘူးပေါ့နော်စိတ်ကူးရင်ထားတဲ့ story တခုပါတယ်ဖန်တီးထားတာကြတော့ကိုဖြစ်ချင်တာကိုဖန်တီးတဲ့အတွေ့အကြုံပါတယ်နောက်စိတ်ကူးထားတာကြတော့ လူမျိုးလေးဖြစ်ရင်ကောင်းမှာပဲဆိုတဲ့အတွေ့အကြုံပါတယ်။နောက်ကြာကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ဟာလေးပါတယ်။တကယ်ချင်းနေကြုံတွေ့ထားတဲ့ဟာမျိုးလေးလည်းပါတယ်။ဟော၄၅၆ခုလောက်တော့ပါပါတယ်ဟော။ဒါလေးကမြောက်ပြုတ်ဆောင်ဆိုရင်တော့မကုတ်ကရိုက်တာလေးနဲ့ကွက်ကိုပဲပို့ပါလေးပဲဆိုတော့ဒရိုက်တာကြတော့ချာရှူတောင်းအောင်နေပြီးတော့လိုအပ်တာလေးဖြစ်တယ်ပေါ့ဆိုတော့ကျွန်တော်ရဲ့လူပညာ life မှာခြံခဲ့တဲ့အရာမျိုးကိုကျွန်တော်ဖန်တီးနေရတာဆိုတော့အာတာဝန်ပူကြည့်တယ် ကျွန်တော်ရဲ့စိတ်ကူးလေးတွေကိုကျွန်တော်အကောင်းဆုံးပဲဖန်တီးခြင်းတယ်ပြီးပြီးရောမဖန်တီးခြင်းဘောနော်အဲ့လိုမျိုးလေးတော့ကျွန်တော်မှာတော့ရှိပါတယ်ဟိုလိုမျိုးတော့မရှိပါဘူးအရင်ဆိုရင်တော့အာယုန်တွေအရင်များမှာဘောနော်အခုနောက်ပိုင်းကျွန်တော်ကြောင်းတက်ထားတယ်ကြောင်းလည်းပြီးသွားပြီဘွယ်လည်းရထားတယ်ဒီ flame making နဲ့ပတ်သက်ပြီးတော့ဆိုတော့ကျွန်တော်တက်ကတော့နည်းနည်းပေါ်ပါပါပဲအဆင်ပြေပါတယ်ဟိုဘယ်လိုခေါ်မလဲဟို ဘောလုံးကစားတက်လို့ဘောလုံးကွင်းထဲဝင်နေဖြစ်လိမျိုးပေါ့မကစားတက်ပဲနဲ့ဘောလုံးကွင်းထဲမှာရောင်တောင်တောင်ရှောင်နေတော့ဝိုင်းဆဲခံရမှာပေါ့အဲ့အဲ့လိုအဲ့လိုမျိုးပေါ့နော်ကို့မှာလည်းကိုတိကိုတက်ကိုနားလေတဲ့အနေထားလေးအဲတခုရောက်ပြီဆိုမှသာလေကျွန်တော်ဒီအလုပ်ကိုလုပ်တာပေါ့ဟုတ်